ကဲအပြာရောင်ကြီးကိုရေကျော် Chelsea ရဲ့အင်းကတော့ဒါရှေးက Premier League ပွဲစဉ်မှာကျွန်တော် Leeds United ကို3-1ဆိုတဲ့ရလဒ်နဲ့ဂိုးပြတ်ဒါအရှက်တကွဲအကျိုးနဲ့ရှုံးနိုင်ခဲ့ရတယ်ကျွန်တော်ဒီတစ်ပတ်မှာဆိုလို့ရှိရင်တော့ဒါ Chelsea အသင်းကဒါပုံမောက်အသင်းနဲ့ဒါရင်ဆိုင်ကစားသွားရမယ်တကြတာကတော့ဒီပွဲစဉ်ကကျွန်တော်ရှေးက Leeds နဲ့ Leeds United နဲ့ပွဲထက်ဒီပွဲကဒီပွဲစဉ်ကတော့ပို့ပြီးတော့ခတ်လိုက်မယ်ဟုတ်ပြီဟုတ်ပြီကျွန်တော်ဒီပွဲချုပ်သုံးသပ်ချက်အကြောင်းလေးတွေမပြောခင်မှာ ဒါဂျာစီလက်ဆောင်ပေးမဲ့အစီအစဉ်လေးထပ်ပြီးတော့ပြောပြပေးမယ်ကျော်စီကန်ချက်က3ချက်ရှိပါတယ်ဒီစီကန်ချက်လေး3ချက်ကိုတေချာလိုက်လုပ်စီခြင်းပါတယ်ဒီစီကန်ချက်လေးတွေကိုင်းညီမှမှန်ကန်မှသာကျွန်တော်ဒီဂျာစီလက်ဆောင်ပေးလို့ရမှာပါကျော်ဒီ3 3ချက်ကဘာလဲဆိုလို့ရှိရင်နံပါတ်1အချက်ကကျော်ဒီ post ကိုအခုကျော်တင်ပေးထားတဲ့ post ကို public နဲ့ share ပေးထားပါမယ်ပြီးလို့ရှိရင်နံပါတ်2အချက်ကကျော်ကျော် comment မှာ telegram link လေးချပေးရမယ်အဲ့ဒီ telegram link လေးကိုနှိပ်ပြီးတော့ကျော် telegram group လေးကို join ပေးထားပါမယ်ပြီးလို့ရှိရင်နောက်ထပ်နံပါတ်3အချက်ကအရေးကြီးပါတယ် ီအချက်ကနည်းနည်းလေးရှုပ်ကောင်းရှုပ်လိုက်မယ်ဒါမဲ့တေချာနားထောင်မယ်ဆိုလို့ရှိရင်တော့ live လောက်ကလွယ်ကူမယ်လို့ထင်ပါတယ်ကျွန်တော်နံပါတ်3ချက်ကကျွန်တော်ဒါ brother တို့ဖြေရမယ်အဖြေကိုကျွန်တော်ဒီ Facebook ပို့အောင်မှာမအမှာမဟုတ်ပါဘူးကျွန်တော်ခုန Telegram link လေးထဲမှာအခုလိုမျိုးပဲ post လေးတစ်ခုတင်ပေးထားပါမယ် ice post ရဲ့ comment အောက်မှာမှာခုန Telegram ပို့ရဲ့ comment အောက်မှာမှာအဖြေမှန်ကိုမှတ်မိရမှာပါမှတ်ရမယ့်ပုံစံကကြတော့ကျွန်တော်အဖြေမှန်ကျွန်တော်ဒီပွဲပြီးရလက် ျောဦးမှာဘုံမောက်1 Chelsea 2ကိုးစားသွင်းမဲ့အတင် Chelsea ဒီပုံစံတိုင်းမျိုးလေးကျောဦးမှာကျောဦးမှာပြောပြတာပါအဲ့ပုံစံတိုင်းမျိုးလေးဒါမှန်ပြီလို့ရှိရင်ဒါကျောအစီအစဉ်မှာအလုံးဒီစီကန်းချက်တွေနဲ့ကန့်ညီပြီးသားဒါပါဝင်ပြီးသားဖြစ်သွားပါမယ် Brother ရဲ့အဖြေသာမှန်ကန်ခဲ့တယ်ဆိုလို့ရှိရင် Jersey လက်ဆောင်တထဲရရှိသွားမှာပဲဖြစ်ပါတယ်ကျောရှေ့ဘက်မှာ၄ဆိုလို့ရှိရင်လည်း Jersey လက်ဆောင်ရတဲ့သူတွေရှိတယ်ကျောအခုလာကုန်ပြီဖြစ်တဲ့ကြောင့်မလို့တိတ်မကြခင်ချိန်တွင်းမှာဒီ Jersey လက်ဆောင်ပေါက်တဲ့သူတွေကိုအင်ကြီး Jersey မှာပြီးတော့ပို့ပြီးတော့မှာပဲ ဖြစ်ပါတယ်တကယ်လို့ဒီဒီဘက်မှာဒါဒီဘုံပေါက်နဲ့ပွဲစဉ်မှာအပြေမှန်ခဲ့တဲ့အပြေမှန်တဲ့သူရှိတယ်ဆိုလို့ရှိရင်လည်းကျွန်တော်ဒီဒီဘက်ပောက်တဲ့သူကိုပါတခါတယ်ကျွန်တော်ဒီတစ်ခေါက်ပို့တဲ့အခါကျလို့ရှိရင်ဂျာစီလက်ဆောင်ထည့်ပြီးတော့ပို့ပေးသွားမှာပဲဖြစ်ပါတယ်ကဲအဲ့ဆိုလို့ရှိရင်ကျွန်တော်ဒါ Chelsea နဲ့ဘုံပေါက်တို့ရဲ့ဒါပွဲကြိုသုံးသက်ချက်လေးနဲ့ကျွန်တော်စလိုက်ရအောင်ကျော်ချယ်စီတင်းကတော့ဒါပြီးခဲ့တဲ့ဒါ ရီးမီးယားလိပွဲစဉ်မှာလီယူနိုက်တက်ကို3-1ဆိုတဲ့ရလဒ်နဲ့အရှက်တကွဲအကျိုးနဲ့ရှုံးနိုင်ခဲ့တယ်။ဒီအရှုံးရလဒ်ကချယ်ဆီအသင်းအတွက်တော့တော်တော်လေးနစ်နာစေခဲ့တယ်။ဘာနစ်နာစေခဲ့လဲဆိုတော့ကျွန်တော်ချယ်ဆီအသင်းဒီပရီးမီးယားလိမှာကျွန်တော်ချန်ပီယံဖြစ်ဖို့အတွက်ကိုပြီးခဲ့တဲ့ပြီးခဲ့တဲ့အပတ်ဒီလီယူနိုက်တက်နဲ့မကစားခင်အချိန်တွင်းကတော့ဒါချန်ပီယံဖြစ်ဖို့အတွက်မျှော်လင့်ချက်လေးတော်တော်လေးတော့ထားခဲ့မိတယ်။ဒါပေမဲ့ဒီလီယူနိုက်တက်နဲ့ပွဲမှာချယ်ဆီအသင်းကဒီလိုခြေစွမ်းမျိုးကိုပွဲတိုင်းမရနိုင်ပါလားဆိုတဲ့အတွေးလေးတစ်ခုတော့ကျွန်တော်ဝင်လာခဲ့တယ်ကျွန် ့ရှေ့ကဘာစီလိုနာနဲ့အာဆင်နယ်နဲ့ပွဲမှာကစားသွားတဲ့ပွဲစဉ်ကခြေစွမ်းမျိုးဒီလီယူနိုက်တက်ပွဲမှာတစက်မှမတွေ့ခဲ့ရဘူးအဲ့ဒါကလည်းချယ်ဆီအသင်းရဲ့ကြောအဓိကကစားသမားတော်တော်များများမပါဝင်နိုင်ဘူးအဲ့ဒါကလည်းကြောဒီကွင်းလယ်မှာဆိုလို့ရှိရင်ကာစီတို့หนีထားတာဖြစ်တဲ့ကြောင့်မလို့အဲ့ပွဲစဉ်မှာမပါဘူးပြီးလို့ရှိရင်ကြောနောက်တန်းမှာဆိုလို့ရှိရင်လည်းကြောဖိုဖာနာချာလိုပါတွဲလုံးကိုဖြတ်ပြီးတော့3ဘက်သွားကစားတယ်ကြောဗဒီယာရှိကြီးပြီးလို့ရှိရင်တိုးစင်ချာလိုပါဒီ3ယောက် ဒါ three bat ပုံစံမျိုးနဲ့ကစားလာတယ်ဗောအဲ့ဒီအဲ့ဒီကစားကွက်ကအဓိကအဲ့ဒီရှုံးသွားတဲ့အကြောင်းရင်းအချက်ပဲတိုက်ဆက်ပိုင်းမှာလည်းကိုးမရဘူးကျော်ဒီလက်ကျော်ဘတ်တို့တွဲထုတ်တဲ့တွဲလုံးအဆင်မပြေဘူးအဲ့ဒါကြောင့်မလို့ဒီပွဲစဉ်မှာကတော့ကျော်ဒီဘုံပေါင်းတဲ့ပွဲစဉ်မှာတော့ဒီ Chelsea တင်အမားမလုပ်ဘဲနဲ့သူတို့ပွဲထွက်နေကြပုံစံတိုင်း4 bat ဒီ Fofana Chalobah တွဲလုံးကိုပြန်သုံးမယ်တိုးစင်ကိုလုံးဝမသုံးနဲ့တော့ဗျာဒီတိုးစင်က သူ့ပါဝင်ကစားတဲ့အချိန်တိုင်းမှာအတင်းအတွက်အကျိုးမပေးလို့ဒုက္ခတွေကြီးပဲပေးနေတဲ့ကောင်လူတော့ကျော် တတ်မှတ်လို့ရနေပြီအဲ့လောက်ဒီဖြစ်တဲ့အတွက်ကြောင့်မလို့တူစင်ကိုတော့ဒီထဲမှာထည့်ပြီးတော့ဦးစဉ်းစားမနေနဲ့တော့ကျော်ဒီချာလိုပါဖိုဖာနာတွဲလုံးနဲ့ပွဲထလာမယ်ပြီးလို့ရှိရင်ဒီဘက်မှာဟိုဘက်မှာကျော် risk chain မတုံးချင်ဆိုလို့ဆောင် risk chain မတုံးချင်ဆိုလို့ရှိရင်တော့ကျော် gusto တော့ထည့်လို့ရတယ်ဒီဘက်မှာ kukurala နဲ့ကျော်ဒီ kaisiro ကအနီကပ်ထီတာဖြစ်တဲ့ကြောင့်မလို့ဟိုနေ့က arsenal ကိုကစားသွားတဲ့ပုံစံတိုင်းပဲကျော် risk chain ကို kaisiro နေရာမှာဝင် င်ကစားခိုင်းပြီးတော့ကျွန်တော်ပြီးလို့ရှိရင်ဒီဘက်မှာအန်ဆိုဒီဘက်မှာရှေ့မှာချိုလို့ရှိရင်ကိုပါမှာတေချာတာကတော့ဘုံမောင်းတဲ့ပွဲစဉ်မှာကိုပါမှာက all ဒီသူ့ရဲ့ injury ဘိုင်းဆိုင်ရာကြိုက်ခံမရေးဆိုင်ရာအားလုံးဒီအကုံတက်တာသွားပြီဖြစ်တဲ့အတွက်ကြောင့်မလို့တေချာပေါက်ဘုံပေါင်းတဲ့ပွဲစဉ်မှာကိုပါမာအနေနဲ့ပြန်ပါဝင်ကစားလိမ့်မယ်ကျွန်တော်ဒီလီနိုက်တဲ့ပွဲမှာလည်းကိုပါမာအနေနဲ့ဒါမကစားဘူးဆိုတာလည်း ဟိုအရန်ကြီးမလိုအပ်တဲ့မလိုအပ်ဘူးထင်လို့သာဒါဒီသူ့အနေနဲ့ပါဝင်မကစားခဲ့ရတာပေါ့ဒါပေမဲ့ဒါပေမဲ့လည်းဒီဘုံမောင်းတဲ့ပွဲစဉ်မှာတော့ဒါကိုပါမာအနေနဲ့ပြန်ပြီးတော့ပါလိမ့်မယ်လီယူနိုက်တက်ပွဲစဉ်မှာတော့ကသူ့အနေနဲ့ဒါဒုတိယပိုင်းမှာပဲဝင်ကစားရတယ်ဆိုပေမဲ့ performance အဲ့လောက်ကြီးမပြလိုက်နိုင်ဘူးဒါကျွန်တော်ဒီဘုံမောင်းတဲ့ပွဲစဉ်မှာတော့ Chelsea တင်းတိုက်စစ်ပိုင်းမှာကျွန်တော်ဒီလပဲပြပြကြွားပွဲပြပြဗျာတယောက်ယောက်ထားပြီးတော့၃လအဆင်ပြေတယ်ဒီဘက်မှာဆိုလို့ရှိရင်ကျွန်တော်ဒီ ကျွန်တော်အမြင်ရပြောရနော်ဒီဘုံမောင်းနဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ချယ်ဆီအသင်းဘက်ကကျော်ကနာချိုတုံးလိမ့်မယ်ကနာချိုနာတိုကိုတုံးလိမ့်မယ်အက်စတာဘိုဒီနေ့ပွဲစဉ်မှာတုံးတုံးချင်မှာတုံးလိမ့်မယ်ဘာလို့ဆိုတော့ကျော်၉ပါးမှာပြန်ပါလာနိုင်တာဖြစ်တဲ့ကြောင့်မလို့၉ပါးမှာနံပါတ်တန်းလို့မှာထားပြီးတော့ဒီအတိုးလို့ကောင်းတဲ့ကနာချိုအပြေးကောင်းတဲ့ဒီလမ်းကြောင်းတွေပြေးနိုင်မယ်ကနာချိုနဲ့ကျော်ဒီဘက်မှာနာတိုနဲ့တွဲလုံးကိုကျော်တွဲမြင်ရကောင်းမြင်ရနိုင်တယ်တိုက်စစ်ပိုင်းမှာဆိုလို့ရှိရင်တော့ဒါလျန်ဒီလက်ပဲကျော်ပွဲထွက်လာလို့ရှိရင်ပိုကောင်းလိမ့်မယ်ကွင်းလေမှာကတော့ကျော်ခုနပြောခဲ့လို့ပဲအန်ဇိုနဲ့ ကျောက်ဒီဟိုပါဗောအွန်မိသွားပါလဲ race chain ဗော race chain ဗောကျောက်ဒီနှစ်ယောက်ကစားလို့ရတယ်ဒါမှမဟုတ် အတိုင်းမကတော့ညုံဆိုလို့ရှိရင်လည်း rate change ကိုမတုံးမဲနဲ့ကြောက် andre sand တို့တုံးမဲဆိုလို့ရှိရင်လည်းရတယ်ကြောက်ဘလိုပဲတုံးတုံးမှာ chelsea တင်4 back လေးတုံးမဲဆိုလို့ရှိရင်တော့အဆင်ပြေပြီရှေ့က lee နဲ့ခြေစွမ်းမျိုးမဟုတ်ရင်တော်ပြီဗျာရှုံးရင်လည်းရှုံးတေးကြရင်လည်းကြပါသေးရှေ့က lee နဲ့တော့ကစားသွားခဲ့တဲ့ခြေစွမ်းကတော့တော်တော်ကြီးကိုဆိုးတယ်အဲ့လိုခြေစွမ်းမျိုးမဟုတ်ရင်တော့တော်ပြီကြောက်အဲ့လောက်ကြီးကိုဟို chelsea အသင်းကိုကြောက်အများကြီးဟိုလျှော့ပြီးတော့ တွေးထားတယ်အဲ့ဒါကူမှအကောင်းဆုံးလုံးပြမှာပဲအဆင်ပြေလိမ့်မယ်အန်ဆိုမတ်စကာအနေနဲ့ဒီနိုင်ပွဲကမဖြစ်မနေရအောင်ရမှာရမယ်ဒီရှုံးပွဲသာရှုံးမယ်ဆိုလို့ရှိရင်တေချာပေါက်အန်ဆိုမတ်စကာရဲ့ချက်စီနဲ့အမှတ်ပေးစရာမှာကြောင့်အဆင့်9လောက်ထိကိုကျသွားလိမ့်မယ်ဘာလို့ဆိုတော့အောက်ကအတင်းတွေကအမှတ်ကအမှတ်တူတွေအမှတ်တမှတ်กว่าတွေနှစ်မှတ်กว่าတွေအဲ့လောက်ပဲဖြစ်တဲ့အတွက်ကြောင့်မလို့ချက်စီတင်ဒီပွဲစဉ်ကတော့တော်တော်လေးကိုဂယုတဆိုင်နဲ့ဒါကစားပြီးတော့အနိုင်၃မှတ်အရယူရမယ် ပွဲစဉ်တစ်ပွဲဖြစ်ပါတယ်။တရီတောင်ကြားလို့မရတဲ့ပွဲစဉ်များဘုံမောက်ကလည်းအမှန်တိုင်းပြောမယ်ဆိုလို့ချင်းတော်တော်အခြေအနေစိုးနေတဲ့မှာပါတယ်ကျော်ငါးပွဲဆက်တိုက်နိုင်ပွဲပြောက်တယ်နောက်ဆုံးကစားခဲ့တဲ့ပွဲမှာဆိုလို့ချင်း Everton ကိုရှုံးတယ် Sunderland ကိုလည်းကျော်ဒီပြန်ခန်းဘက်ခံလိုက်ရတာပေါ့တူးစီးနဲ့နိုင်နေပြီးတော့မှကျော်နောက်၃ကိုပြန်ထည့်ခံရပြီးတော့ Sunderland နဲ့တော့လည်းရှုံးတယ် Watson နဲ့တော့လည်းတရီကြတယ် Aston Villa ကိုလည်းရှုံးတယ် Manchester City ကိုလည်းရှုံးတယ်ငါးပွဲဆက်တိုက်ဘုံမောက်အတင်းကလည်းနိုင်ပွဲပြောက်ထားတာဖြစ်တဲ့ကြောင့်မို့သူတို့ကလည်းသူတို့အိမ်ခွေးမှာနိုင်ပွဲပြန်ရဖို့အတွက်အသေးကြုံးပါပဲ ်ချယ်ဆီကိုအဓိကပိတ်ကစားမှာဗျာချင်းချယ်ဆီကအမြဲတမ်းဖင်ပိတ်တဲ့အသင်းနဲ့ဆိုလို့ရှိရင်တိုင်ပတ်တယ်ဒါကလည်းအရင်တော့ပါအခုချိန်မှာကျော်အက်စတာဘိုတို့ဒါကနာချိုတို့ပါလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ပိတ်နေတဲ့ခန်းစစ်ကိုတိုးမဲ့ကစားသမားတွေရှိလာပြီးအဲ့လိုအတွက်ကြောင့်မလို့ချယ်ဆီအသင်းနေတဲ့ဒီပွဲစဉ်မှာဘာတွေဘလောက်တောင်လုံးပြနိုင်မလဲပေါ့ကျော်အတူတူစောင့်ကြည့်ရင်းနဲ့အဲ့ပွဲစဉ်လေးကိုအားပေးလိုက်အောင်ကျော်အဲ့ပွဲစဉ်ကတော့ကျော်ဒီဇင်ဘာလ6ရက်နေ့စနေနေ့ည9:00ကျော်မှာဒါရှင်ပြိုင်ကစားသွားမဲ့ပွဲစဉ်လေးပဲဖြစ်ပါတယ် ချက်စီးတင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဘောလုံးကြားရကိုတင်ဆက်ပေးတော့မှာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ရဲ့ page လေးကို like and follow လေးလုပ်ထားပေးကြပါအောင်အဆုံးနေမြောက်ချူပြရဲ့ပရိသတ်တယောက်ချင်းတိုင်းကိုထူးပဲကြည့်ဦးတင်ရှိပါတယ်ကျွန်တော်ကတော့ကိုစဲပါ